မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ရွှေဘုံမှာစစ်ကြောင်းဒုလိုက်စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်ကခုနောက်သိဆုံးပြီးစစ်တောင်းလေးဦးရှင်ဖန်စီရရှိလက်နက်ကင်များတင်စီရရှိဇာခိုင်နယ်ရွှေဘုံမြို့နယ်မှာစစ်ကြောင်းဒုလိုက်စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရမှာစစ်တပ်ဘက်ကခုနောက်သိဆုံးပြီးစစ်တောင်းလေးဦးရှင်ဖန်စီရရှိကလက်နက်ကင်များတင်စီရရှိကြောင်းရွှေဘုံခံပြည်သူ့ကာကွယ်ရေးတပ်မတော် message တင်မှုပို့ဆောင်ရဲကပြောတယ်။ ။အော်တိုဘလနေ့နေ့မနက်09:30မိနစ်ချိန်ဓမ္မ33လောက်ကအမတ်ရှင်စစ်အခြေခံလေးကျင်းရင်ဓမ္မစစ်ရင်ရ60နဲ့ထွက်ခေါ်လာစစ်တပ်စစ်ကြောင်းကရွှေဘုံမြို့တောင်ပတ်မုတ်ကိုဘရာတာယုံကတဆင်တက္ကနန်းကျရာတွင်ကိုဝင်ရောက်လာကြောင်း။ယင်းနေ့မနက်09:30မိနစ်ချိန်အဆိုပါစစ်တပ်စစ်ကြောင်းဒေါ်လာရိတ်တွေကဝိုင်းဝန်းပုတ်ပေါင်းပိတ်ဆို့တိုက်ခိုက်ရမှာ။အော်တိုဝလာနီယနေမော်လဲ7:30မိနစ်ချိန်လေးတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်ကတက်ကြီးစံထွေပါဝင်9ဦးသေဆုံးပြီးတော့ စစ်သား၁၀ခန်းတည်းရရှိခဲ့ကြောင်းသိရတယ်။တို့ပြင်စစ်တပ်ဘက်ကတက်ကြအဆင့်တအူစစ်မှုရတတတဲ့အဆင့်၃ကိုလည်းရှင်ဖန်စီရရှိခဲ့ပြီးလက်နက်ကန်များတင်စီရရှိခဲ့ကြောင်းသိန်းစီရရှိလက်နက်ကန်အနေမှာ60မမကွန်မန်ဒိုပြောင်းတက်လက် MA3 တက်လက် MA1 တက်လက်60မမဘူတဘူ RPG 7ဘူနဲ့ဘူကြော်လဲကြမှာတစုံ555စစ်ကြီးတရားတောင်းနေသိန်းစီရရှိခဲ့တယ်။အဆိုပါစစ်စင်တိုက်ပွဲကိုရွှေဘိုကန်အတိုင်း55 28 23 26 9939ကြောင့်တူကဲတာဝီကန်နဲ့ ရှိဘုခဲအမှတ်လေးတဲ့ရှိဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တိုင်းနယ်ငါပြည်သူ့ကာကွယ်ရေးဖွဲ့တောဘူပြည်သူ့ကာကွယ်ရေးဖွဲ့နော်တန်တိုက်ကဂရုပြည်သူ့ကာကွယ်ရေးဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ အဆိုပါစစ်စင်ရေးတိုက်ပွဲကိုရွှေဘိုဂိုင်တိုင်း58 73 26ရွှေဘိုပြည်သူ့ကာကွယ်ရေးဘွဲတိုင်းနဲ့ငါပြည်သူ့ကာကွယ်ရေးဘွဲကပိတ်ဆို့တိုက်ခိုက်ခဲ့တယ်။ရွှေဘိုမြို့နယ်ကနန်းကြီးအတိုက်ပွဲမှာတော်လင်းရေဘော်နဲ့ကြာဆုံးမှုရေဘော်တို့တရားရှိကြောင်းဖမ်းဆီးထိန်းသိမ်းရမည်စစ်တုံးမန်းနဲ့ပြောကြားခြင်းနဲ့တော်လင်းရေဘော်ရဲ့မျက်မြင်အရစစ်တပ်ဘက်ကတိုက်စုံထိခိုက်မှုအလုံးများပြခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့မန္တလေးမြို့ရလမ်းပေါ်စစ်ကြေးကောင်းတဲ့စစ်တပ်ကိုမိုင်းဆက်တိုက်ခိုက်မှုစစ်သားသုံးဦးတိုက်စုံဆက်တောင်းထိခိုက်တရားရအောင်ဆုံးစကိုင်းနယ်မန္တလေးမြို့လမ်းပေါ်မှာစစ်ကြေးကောင်းတဲ့ဂျပန်စစ်တပ်ကိုဝေထိန်မိုင်းနဲ့မိုင်းဆက် က်တိုက်ခါမှာစစ်သားသုံးဦးသေဆုံးပြီးစစ်တပ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းမွေရခဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲနေမှာ တက်ခွေမိုဘိုင်းဖိုက်ကပြောတယ်အော်တိုဘလာ၄ရက်နေ့ညနေ9:35မိနစ်ချိန်မန်လေးမော်ယာလမ်းပေါ်မှာပြည်သူ့ကောင်နိုင်ကျင်းဆက်ချင်းငွေကောင်းနေတဲ့ဂျပန်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထို့သူမိုင်းဆွဲတိုက်ခိုက်စဉ်စစ်တပ်ဘက်ကတောင်းနေရတဲ့ပွဲချပြီးတိုက်ဆုံခဲ့ကြောင်းထို့တိုက်ခိုက်မှုပြီးစစ်တပ်ဘက်ကစစ်ကွန်ရ30ခန့်ထပ်မံရောက်လာတဲ့ပြင်ထပ်မံမိုင်းဆွဲခဲ့ကြောင်းဒုတိယကြိမ်ပိုင်းဆွဲမှုမှာစစ်ကောင်စီဘက်ကတပ်သားစစ်တပ်ကထိခိုက်သွားကြောင်းတော်လည်းရပ်ပေါ်များနေပြီးထိခိုက်မှုရှိပြတဲ့ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ် အဆိုပါတိုက်ခိုက်မှုကိုမော်ရခဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးဒုကွန်မန်ဒိုတပ်ဖွဲ့မော်ရသက်စပိုင်မော်ရခဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲနှင့်ဖိုက်မြင်ဆောင်ကွန်မန်ဒို4မော်ရခဲပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲလေးဖိုက်မြင်ဆောင်တီချာ4မော်ရခဲပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်း28တက်ခွဲသုံးတမှုရပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေး TSG တရင်ချင်းတွင်ဖိုက်တာဂရုကပေါ်ပေါ်လောဆောက်ခဲ့ကြသည်ရယ် ြည်သူများအနေဖြင့်မော်ရမလေးလမ်းပေါ်မှာစစ်တပ်ရင်နှန်းနဲ့တွေ့ဆုံပါကနောက်မှကမ္ဘာလိုက်ရကြရဲ့ဖိုက်မြင်သောကွန်မန်ဒိုဖိုကအတိပေးနှုတ်ဆော်ရင် ဆက်လက်ပြီးရွှေဘိုမှာတမ33လောက်ကန်စစ်စာကို PDF တွေကတိုက်ခိုက်ခုနောက်ဒေသမီလေးဦးရှင်ဖမ်းမိစကိုင်းတိုင်းရွှေဘိုမြို့မှာစစ်ကောင်စီရဲ့တမ33လောက်ကန်စစ်စာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေစစ်ကောင်စီဘက်ကခုနောက်ဒေသမီလေးဦးဖမ်းမိထားတယ်လို့ရွှေဘို KM26 တိုင်ကထုတ်ပြန်တယ်။အော်တိုဘာလ2ရက်နေ့မနက်ခြောက်နိုင်ခွဲကန်ကတမ33လောက်ကန်စကတာရှိကနေထွက်လာတဲ့အင်အား60ကန်ရဲစစ်စာကိုပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေကတက်ကနက်ကြံနီမှာပိတ်ဆို့တိုက်ခိုက်ခဲ့ကြဖြစ်ပါတယ်။ နေ့လယ်၁၂နာရီခွဲတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ကတက်ကြွကြီးစံထွေးပါဝင်ခုနှစ်ဦးသေဆုံးသလိုဆယ်ဦးခန့်တရားခဲ့လို့လည်းသိရတယ်။ဒါပြင်တက်ချက်ကြီးတောင်းနဲ့ပြည်သူစစ်မှုရန်တင်နန်းစဉ်တက်သားအစ်တုံးဖမ်းမိခဲ့ပြီး60မမကွန်မန်ဒိုပြောက်တလက် MA3 တနက်တလက် MA1 တလက်နဲ့60မမဘုတ်တဘူ RPG 7ဘုတ်နှစ်ဘူး ကျောလေကျမ်းပါတကူ555စီကြီးကြီးစက်တရားတို့သိစေနိုင်ခဲ့တယ်။အဲဒီစကြာရွှေဘုံမြို့တောင်ပံမော်ကော်ပိုရာတာရုံမှတဆွဲတိုင်းစကြောင်းဖြစ်တဲ့ရွှေဘုံခိုင်တဲ့၄၅၈၂၃၂၆၉၃၃၆ဒုကဲတော်ဝီကန်နဲ့ရွှေဘုံပြည်သူ့ကာကွယ်ရေးဖွဲ့တိုက်နယ်ကပြည်သူ့ကာကွယ်ရေးဖွဲ့ဒေါ်ဘုံပြည်သူ့ကာကွယ်ရေးဖွဲ့နော်သန်တိုက်ကဂရုပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်စကြာတိုက်ခိုက်ခဲ့ပြီးနောက်ပြန်လည်ဆုတ်ခွာသွားပြီးတမန်စကြောင်းတို့ဝပြင်းစင်နေလို့ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအန်တရာယ်သတိပြုကြဖို့ကာကွယ်တပ်ဖွဲ့တွေကတီးပေးတယ်။ ဆက်လက်ပြီးနက်တလင်းမြို့စီကုန်းကလေးရပ်ကွက်မှာစိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအောက်ချော်ရမှုတင်တင်တဲ့ရိုင်မှုတင်လာတို့ကဖမ်းဆီးပြီးတော့30နဲ့စစ်မှုတန်းသက်သာဖြစ်ရောက်စာပဲခူးတိုင်းနက်တလင်းမြို့စီကုန်းကလေးရပ်ကွက်မှာစိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကို အောက်ချုပ်ရည်မှုတင်တင်နဲ့ရိုင်းမှုတင်လာတို့ကဖန်စီပြီး350နဲ့စစ်မှုတန်းတပ်သားဖြင့်ရောင်းစားလိုက်တဲ့ဖြင့်နေပြည်တော်ကိုတိုက်ကြတာကြောင့်စစ်မျိုးတွေကပြောတယ်စတရင်ဘာလာ၄ရက်နေ့မနက်7:00နာရီချိန်နက်တလင်းမြို့ဇီကုံကလေးရက်ကွက်ဇီကံကလေးနောက်ပိုင်းမှာနေတိုင်းနဲ့ဒေါ်လနယ်ဝင်းရဲ့နေကိုဇီကုံကလေးရက်ကွက်အောက်ချုပ်ရည်မှုတင်တင်နဲ့ရိုင်းမှုတင်လာရရှိလာကြအောင်ရှင်နောက်နေမှာအိမ်ရဲ့စိတ်ဝေဒနာရှင်မောင်စောရဲ့နိုင်ကိုအိမ်ယာမှာနိုပြီးအတင်းကျပ်ခေါ်ဆောင်သွားကြအောင် မိခင်ဖြစ်သူဒေါ်နေနေဝင်းကဒါဖြစ်သူကိုမြေတီအတွက်ကြောင့်ခေါ်ပါတဲ့နေဦးမင်းမြန်ရမှာအောက်ဆိုရင်မူတင်တုံးကနင့်သားကိုခနာခေါ်တော့ပြင်ပြန်ဖို့ပေးမယ်လို့ပြောဆိုပြီးခေါ်ဆောင်သွားကြောင်းသိရတယ်။နယ်လင်းမြို့နယ်မှာရှိတဲ့တာဝန်ကျစစ်တပ်တန်းကိုတော်ရောက်မင်းမြန်တဲ့အခါမှာမောင်စုံရနိုင်ကအောက်ဆိုရင်မူတင်တင်နဲ့ရိုင်းမူတင်လာတို့ကစစ်မှုရန်တပ်သားဖြစ်ထည့်သွင်းခဲ့ကြောင်းထို့သူစစ်မှုရန်တပ်သားဖြစ်ခေါ်ယူခဲ့ခြင်းမှာငွေကျပ်350ပေးပြီးစောရနိုင်ကို၎င်း၏မိဘတွေကစစ်မှုတပ်ဖြစ်ထည့်လိုက်တယ်လို့အောက်ဆိုရင်မူတင်တင်နဲ့ရိုင်းမူတင်လာတို့ကတွက်ဆိုထားကြောင်း မိခင်ဖြစ်သူဒေါ်နန်နဝင်းကလည်းမြစ်တီငွေကြေးမှာရယူထားခြင်းမရှိဘဲလိမ့်လေခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့စစ်တပ်ထံကိုသိပေးခဲ့ကြောင်းသိရတယ်စတင်မလာဆက်သွားနေညနေ9:00နာရီစိတ်နယ်တလင်းမြို့နယ်အထွတ်ထွတ်အောက်ကျော်ရေမှုရုံမှာမြို့နယ်စီမံအောက်ကျော်ရေဘွယ်ဝင်စစ်တပ်အရာရှိဘုံမူကမိခင်ဖြစ်သူဒေါ်နန်နဝင်းနဲ့အောက်ကျော်ရေမှုတင်ထေးရိုင်းမှုတင်လာတို့ခေါ်ယူပြီးမျက်နှာချင်းဆိုင်တွေ့ဆုံဆင်းခဲ့ကြောင်းရှင်းတို့တွေ့ဆုံဆင်း ။ဟောကြားရမှုတင်ထေကသာဖြစ်သူမဆောရနိုင်ကိုစစ်မှုတဲဖြစ်စစ်တထဲကိုပို့ဆောင်ခဲ့မှုအတွက်ငွေကျပ်390ပေးမယ်လို့ဂရီပေးခဲ့တော့လဲမြည်သည့်ငွေချေမှာမပေးခဲ့ကြအောင်အဓိကအားဖြင့်စိတ်ဝေဒနာရှင်ဖြစ်သူမောင်စောရနိုင်ကိုလိန်လေလှည့်ပြပြီးစစ်တထဲကိုစစ်မှုတဲလူစားထိုးဖြင့်ထက်တွင်ခံမှုအတွက်ရေးရွယ်ပွဲနေပြီးတော့သူတိုင်ကြားထားကြောင်းသိရတယ်။လရှိမှာမောင်စောရဲနိုင်မှာစစ်မှုတွေအပတ်စဉ်စက်ကွန်တို့ပို့ဆောင်ကဏ္ဍအဝယ်ရှိပြီးမိဘရဲ့နဲ့ဆက်သွယ်ပြတ်တောက်နေကြောင်းစစ်မျိုးရေးထံကနေသိရတယ်။ဆက်လက်ပြီးရွှေကျင်စင် စကစ998တိုင်ကိုလက်နက်ကျင်းနဲ့ပြစ်ခတ်မှုစစ်သားနဲ့ပြင်ထန်တရားရာဘကုရိုက်ရွှေချင်းမြို့နယ်စကစ998တိုင်ကိုဒေသတော်လိုက်တပ်တွေကလက်နက်ကျင်းနဲ့တောက်ပြစ်ခတ်ရာစစ်အုပ်စုဘက်ကတိုက်ခိုက်မှုရှိခဲ့လို့ဘကုခေဘကဘကဘကတရေထုတ်ပြန်တယ်ပြည်ကအော်တိုဘာ၂ရက်နေ့ကတရင်ပြက်လဲတိဆောက်နေစကစ998တိုင်ကိုလက်နက်ကျင်နဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်အုပ်စုဝင်တွေကိုပြစ်တက်တရားရတော့တယ်တိုက်ပွဲတွေထိခိုက်တရားရတော့တဲ့အကြမ်းဖက်စစ်သားတွေကိုဆင်ရဆင်ကိုတည်ယူတော့ကြောက်ကနေသတင်းရရှိတယ် ဒေါ်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးစနိုက်ပါနဲ့လာပစ်လို့တရားပြင်းထန်သေးဆုံးသူတွေကိုတိုင်အင်းဒီမှာပဲမြေမြုပ်လိုက်တာကြောင့်ကျင်းနဲ့မတက်ပြည်သူမသိရှိသတင်းအစားနားမရတာရရှိရလို့လက်တလောဆက်ကဆန်98တက်ကလက်နက်မဲ့အလင်းဝင်လာတဲ့ပတ်စတဲဟူရဲ့ပြပြကြရသိရပါတယ်။ ဆက်လက်ပြီးစစ်တပ်က BTF ခွဲထွက်တိကိပြေနဲ့ပူးပေါင်းပြီးကမမာကတိုင်တီလမ်းပိုင်စစ်ကြောင်းတို့လာအာနာသိန်းစစ်ကောင်စီကော်မရှင်တက်ဟာကိရင်ရဲစောက်တဲ့ BTF ပုံပြီးဥစားနဲ့ခွဲထွက်တိကိပြေဖွဲ့ရုံးနဲ့ပူးပေါင်းပြီးကမမာကတိုင်တီလမ်းမှာစစ်ကြောင်းတို့တိုက်ခိုက်နေလို့ KNU တက်မှငါပြောခွဲပုံမှုကြီးစော့ကလေးတို့ကပြောတယ်။ကိပြေနဲ့ဖပုံခိုင်တွင်တိပိုက်ခတ်ထားတဲ့တက်စကတ်ပြန်လဲတိပိုက်နိုင်တဲ့ဖပုံပြွာစီစစ်ကိုပို့ဆောင်နိုင်အတွက်စစ်ကော်မရှင်တက်ကစစ်ကြောင်းထိုးလာနေပြီးဒီလိုစစ်ကြောင်းထွားမှာ BTF နဲ့ပုံပြီးဥစားနဲ့ခွဲထွက်တိကိပြေဖွဲ့ရုံးကပူးပေါင်းပါဝင်တိုက်ခိုက်ပေးတယ်။ PGS တွင်ပါလပိုင်းကစစ်ကော်မ ရှင်တက် BGF ပုံပြဦးဆောင်နဲ့ခွဲထွက်တည်ခဲ့ပြီးပူပေါင်းဖွဲ့တို့ကကမမော်ကတိုင်းဒီလန်တိုင်းစစ်ကြောထိုးလာခဲ့ကယ်မျိုးသားလူများ၏တပ်တော် KNL တပ်မှ၅ကကြာပြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပွားပြီးစစ်ကော်မရှင်တပ်ပူပေါင်းဖွဲ့တွေပြန်လည်ဆုတ်ခွာသွားတယ်။ KNL တပ်မှ၅ကတိုက်ပွဲထားခဲ့တဲ့ကတိုင်းဒီစကန်ကိုစစ်ကော်မရှင်တပ်ကပြေခဲ့စွန်လာတွင်ပြန်လဲတိတ်ပိုက်နိုင်ခဲ့ပေမဲ့ကတိုင်တိကမမောင်လန်ပိုင်ကိုပြေဝပြန်လဲမထိချုံနိုင်တဲ့အတွက်ခုလိုတဲ့ရရတဲ့ထမှန်ဖြည့်စီနေပြီးစစ်ကြောင်းထုတ်တိုက်ခိုက်လာနေရလဲဖြစ်ပါတယ်။ BGF နဲ့ဗိုလ်ပြီးဦးဆောင်တဲ့ခွဲထက် DKP ဖော်ရလက်ရှိဖြစ်ပွားနေစေဖြစ်တဲ့လေးကေကောတိုက်ပွဲနဲ့အာချလန်ဂျုံတိုကော့ဂရိတ်လမ်းပိုက်တိုက်ပွဲတွေမှာစစ်ကော်မရှင်ဘက်ကနေပောင်းဝင်ကူညီတိုက်ခိုက်ပေးနေပြီးနှစ်ဖွဲ့စလုံးကစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့လည်းဖြစ်ကြပါတယ်။နောက်ဆက်အပြေးကြတဲ့အထူးပင်ကျေးဇူးတင်ရှိပါရှင်။